အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဘာပြောချင်လဲဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံကမ္ဘာအရေးကိုကျွန်တော်တို့ပြောချင်ပါတယ်ကမ္ဘာမှာဘာတွေဖြစ်နေတာပြည်လက်ရှိကမ္ဘာမှာပေါ်ပူလာဖြစ်ဆုံးကတော့အိန္ဒိယရဲ့လေးင်းပြကြမှုနဲ့နောက်ထပ်ကတော့အီရန်နဲ့အစွီပြန်လာဖြစ်ပါတယ်အီရန်နဲ့အစွီပြန်လာကိုကျွန်တော်တို့ဒီကဒီနေ့တာဂတ်နေပြောချင်ပါတယ်ဒီနေ့အီရန်နဲ့အစကေးကအစွီကတို့ဘာပင်တို့ဒီမျိုးတွေကဆိုးရလာလဲအီရန်နဲ့အစွီ အစဘေးဗဒနာကနေပြီးကမ္ဘာတတိယကမ္ဘာစစ်တီဖြစ်တော်နိုင်တာကျွန်တော်အမေတွေကိုဒီနေ့တော့ပြောပြချင်ပါတယ်ခုကျွန်တော်ဒီအတိုင်းပဲ IAEA တရနာကသူတို့ကပါရေးရနေအခြေခံထားတဲ့တရနာပဲပါရေးမှာဆိုရင်တော့အီရန်ကကျော်ရီမွတ်စလင်အစ္စလမ်ပါလာဝင်တခြားအစိုးရကတော့ကျော်ရီဂျူးဒါခရစ်ယာန်ပေါ့လေဂျူးပါလာဝင်တွေသူတို့ကတမန်ကျောင်းကလည်းတကျော်တွေအခါတီးတဲ့လုံးဝအမုန်းတရားကြီးမားစွာရှိခဲ့တဲ့ကျော်ရီရန်ကိုတွေပဲဗျာ ဒါကြောင့်မို့အစရိကိုတိုက်ခိုက်နေတဲ့ဟာမတ်တို့ခေဗိုလာတို့ကိုထောက်ပံ့တာကအဓိကထောက်ပံ့တာကအီယန်ပဲဖြစ်တဲ့အီယန်ကဟာဟူဟာမတ်ကိစ္စမှာလည်းအီယန်ကအဓိကထောက်ပံ့ပြီးတော့ကျွန်တော်တို့ဟာမတ်ရဲ့ကျွန်တော်တို့ပလတ်စတိုင်းအားလုံးကိုကျွန်တော်အီယန်အစရိကအပြည့်ချေမှုနဲ့ချိန်မှာလည်းခေဗိုလာကိုလည်းအီယန်ကထောက်ပံ့တာတဲ့တခုတော့အဓိကတော့အစရိကအီယန်နဲ့ အရာကိုရှင်းမှသာလျင်တို့ရဲ့ Hamas to Hebra လို့အန်တွေကနေတို့တွေအဓိကပင်မဇမ်းမြေကိုဖြုဖြုံးမှသာလျင်တို့တွေအမြစ်ပြတ်မယ်ဆိုပြီးအစီပက်ဆလိုက်တဲ့ပုံမျိုးရတယ်ဗျ။နောက်ပြီးတော့အင်ယာမှာကနျူကလ িয়ার ကိစ္စနျူကလ িয়ার ဘုံကိုထုတ်လို့နိုင်ဖို့အနည်းဆုံးနျူကလ িয়ার ဘုံ15ဘုံလုံးတော့ထုတ်လို့ဖို့အစင်းနေဖြစ်စေတဲ့ကျွန်တော်တွေဒါတန့်စင်နျူကလ িয়ার တန့်စင်နေအကုန်လုံး very ဖြစ်ပြီးတော့ ဒါကြောင့်အမြန်ဆန်ဆုံးကျွန်တော်တို့အစိုးရကလုံးလိုက်ရတာဒေါ်နယ်ထရန့်အမေရိကသမ္မတဒေါ်နယ်ထရန့်ကလည်းကျွန်တော်တို့အီရန်ကိုဟိုပါပြတယ်ကျိုးရင်ဒါသူတို့လုံးဝယာစတန်ပေးတယ်ပေါ့ဗျာမင်းတို့ငါတို့နဲ့ဖွင့်နေပါဒီနူရန်တကိုဆွန်းလို့ပါဒါကြောင့်မို့ဒီလိုမျိုးယာစတန်နေပေးပြီမဲ့အနည်းဆုံးသူတက်လာလားမသိဘူးတက်လာလားနှစ်ပတ်လားမသိဘူးကျိုးရင် ်တိုးတွေထရန့်ကယာစံပေးရတာကိုလုံးဝကိုအီရန်ကလိုက်နိုင်မှုရှိဝင်နေတယ်။ကုတ်တမှုမရှိခဲ့တော့ကြောင့်ပေါ့နောက်ဆုံးအစွေးကိုအချက်ပြလိုက်တယ်မင်းတို့တို့ကိုတိုးတွေအချက်ပြလာပဲအခုလိုမျိုးအစွေးကအီရန်ကိုတိုက်ခိုက်နေတာကအမေရိကန်ရဲ့ချော်တန်နောက်ခံမှုတွေကအဓိကကျလို့ရအမေရိကန်ကအစပိုင်းတုန်းကအစကတည်းကတိုးတွေအစွေးရဲ့ဝကြီးချုပ်နေတန်ယာဖူးကအမေရိကန်ကိုသွားပြီးတော့ထရန့်ကိုတိုးတွေအထူးကြောင့်ပြောပြတယ် ငါတို့အစလီကိုစကောအီရကိုချိန်မမရမယ်သူတို့အချိန်မရတော့အစလီရဲ့ရက်ဒီဥပ္ပတ်တို့ဒီအခက်ခဲတွေအများကြီးဖြစ်ပေါ်လာရင်အစလီရှင်နံဘုက မလဲတော့ဘူးဆိုပြီးတော့ပြောတယ်တကယ်လို့လားအင်ယာမှာနူကလီးယားလက်နက်ပိုင်ဆိုင်မယ်ဆိုရင်တော့ aspiration နဲ့ရည်ရွယ်ချက်ကရုံးကကိုခက်ခဲတော့ရတယ်ဆိုပြီးတော့အမေရိကန်တမန်တော် Donald Trump ကိုကျွန်တော်တို့ SRE ရဲ့ဝန်ကြီးချုပ်ဒီတိုင်းဟာကိုသွားပြောတာဒါကို Trump ကအစ်စ်နေရောငါတို့အင်ယာနဲ့နည်းနည်းလေးအဖြေရှာခြင်းနေတယ်ငါတို့အဖြေရှာလို့မှမရမှမင်းကိုလောက်ခိုင်းမယ်ဒီလိုပဲတော့တယောက်တာလေအခုအဖြေရှာလို့မရတော့ကြတော့နောက်ဆုံးကျွန်တော်တို့ခုံတုံးလိုက်တယ်အစွေးကိုချက်ပြလိုက်တယ် အစွေးကလည်းကျွန်တော်တို့ပြီးခဲ့တဲ့ဒီတောက်ကြနေမှာတောမောများစွာနဲ့အီယန်မှာရှိတဲ့နူးဆက်ယုံလေးအီယန်ရဲ့ထိတ်တန်းကောင်းဆောင်လေးအီယန်ရဲ့ကြောင့်လေတက်မငွေအားလုံးဒုတိယရှင်တွေကိုတက်ဖြတ်ခဲ့တယ်။ဒါကတော့တွေ့ရတာကဒီလိုမျိုးတက်ဖြတ်နိုင်ကရှိတာကရန်သူတော်နိုင်ငံတွင်းကိုဝင်ပြီးတော့အစလီယန်မော့ဆက်ကဆိုကနိုင်မကြီးပဲဗျာ။ရန်သူနိုင်ငံအသေးကိုဝင်ပြီးတော့ဒါလို့တုံနိုင်တာကတော်တော်လေးကိုအစလီယန်ကြီးပညာတွေကအတော်မြင်မားနေတာကိုတွေ့ရတယ်ဗျာ။တွေ့ရတာက ဒီလိုမျိုးလိပညာခေမြင်မမှုကလည်းကျွန်တော်တွေတပန်းသားတွေကကျွန်တော်တွေသိတာမြင်ခဲ့တယ်တကယ်ဆိုရင်နိုင်ငံရှိမဲ့ဆိုအစိုးရနဲ့အီယန်ဆိုတာကနိုင်ငံရေးရေပထဝီတဘောတရားရအရန်ရန်ကိုတင်းနေတဲ့အစရီကအီယန်ကိုတာမို့တက်ချနေရလဲဆိုတော့အဓိကဉာဏ်ပညာရေးကောင်းလွန်မှုကြောင့်လို့ပဲအစရီကတိုက်ခိုက်နိုင်ခဲ့တာပဲဗျာဟုတ်တော့ဒါတော့ပြောရင်တော့အခုကိစ္စကတတိယကဘာဆက်စီဖြစ်သွားနေလားဒီ topic ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ တတိယကမ္ဘာစစ်ကိုကျွန်တော်တို့ရှားရဲ့ပူတင်ရဲ့ကျွန်တော်ပုံပူတယောက်ကပြောထားတတိယကမ္ဘာစစ်စပြီလို့ပြောတာဒါပေမဲ့ကျွန်တော်အမြင်ကတတိယကမ္ဘာစစ်ကမစဘူးမစသေးဘူးဖြစ်နိုင်ကြီးကလည်းနည်းနည်းတယ်လို့မြင်နေပြဘာဖြစ်လဲဆိုတော့တတိယကမ္ဘာစစ်ဖြစ်မယ်ဆိုရင်တော့ကမ္ဘာကြီးဟာပြာပုံတော်တွေကိုရောက်သွားမှာဖြစ်ပါတယ်အခုကျွန်တော်တို့တတိယကမ္ဘာစစ်ကဘယ်လိုစမလဲဆိုရင်အီယန်ကဒါအမေရိကန်တို့ရဲ့စစ်ကန်တွေကိုတိုက်ခိုက်မယ်အခုလည်းအီယန်ကပြောထားတယ်မင်းတို့ အစမီပတ်တကနေပြီးတော့ပေါ်ပေါ်တနေဝင်ပြီးတော့တိုက်ခိုင်မယ်ဆိုရင်တော့ငါတို့မင်းတို့ရဲ့စခန်းနေအလုံးကိုတိုက်ခိုက်ရမယ်ဆိုပြီးတော့အီရန်ကအမေရိကန်ပြည်တိုင်ပြင်သစ်တို့ကျွန်တော်တို့ဂျာမီတို့ရဲ့ကိုလှမ်းပြီးတော့ချိတ်ချောက်တယ်ဒါကိုအမေရိကပြန်ပြီးချိတ်ချောက်ငါတို့မင်းတို့နဲ့မဆိုင်ငါတို့ငါတို့ရဲ့မဟာမိတ်ကအစမီပဲအစမီကိုငါတို့ထောက်ခံလွန်းဖို့အစမီကိုဖိလိမဲ့ဒုံးတွေကိုငါတို့ချိုးတင်ကာကွယ်တဲ့ဝမ်မင်းနဲ့မင်းတို့ပြစ်လိုက်တဲ့ကျွန်တော်တို့ဒုံးကြီးတွေကိုလိုက်ပြီးဟန်သားပြီးဖြတ်ပေးတာပဲရှိတယ် ငါတို့အစည်းဘက်ကကိုတိုက်ရမဟုတ်ဘူးငါတို့အစည်းကိုတာယိုမက်အန်နီတွေကိုကူပြီးတော့ကာဝဲပေးနေတာမင်းတို့ကိုဘာမှလုပ်ဘူးဒါကိုကျွန်တော်တကယ်လို့လားငါတို့ကိုလုံမယ်ဆိုရင်တော့မင်းတို့ကလည်းမင်းတို့နိုင်ငံကြီးလုံးဝပြတ်သုံးသွားမယ်လို့ပြန်ချင်းချောက်တယ်ဒီနေ့မှလည်းကျွန်တော်တွေအစည်းကပြန်ပြီးတော့အင်ဂျင်ကိုပြောရဲတကယ်လို့လားဒီချက်ဘုံကြီးကအဆက်ပြတ်တိုက်ခိုက်နေမယ်ဆိုရင်မင်းတို့ရဲ့မျိုးတော်တီဟီဟန်ကြီးကလည်းမီးတော်မီးလျံနေတဲ့မျိုးကြီးပြချသွားမယ်ဆိုပြီးတော့ အစရိကပြန်ပြီးပြောထားတယ်ခဘာစစ်ကဘာကြောင့်လို့ဖြစ်လာနေလဲတကယ်လို့အီရန်ကဆက်လိုက်မယ်ဆိုရင်အီရန်ဘက်မှာဝင်ရှိခဲ့ဆိုတော့အီရန်ဘက်မှာကျတို့တွေစီယုတ်ကြီးတို့ကျတို့တွေဝီရှားကြီးတို့ကောင်းနေရှိတယ်မြောက်ကိုရီးယားဆိုရဲဝက်ပုံတွေရှိတယ်ဗျာဒီကောင်တွေကမပါနိုင်ဘူးလားဆိုတော့မပြောနိုင်ဘူးအီရန်ဘက်ကနေသူတို့တော့ပါလာခဲ့မယ်ဆိုရင်တကယ်လို့အခုနေသားမျိုးကတရုတ်နဲ့အမေရိကန်ကလည်းကျတို့တွေပဋိပဒါစစ်ကိုစကြင်ရပါဗျာတရုတ်ကလည်း သူတို့ထိုင်ဝမ်ကိုတင်းကျင်နေတယ်အမေရိကကိုသူအမေရိကရှိလို့မို့တော့လေရင်ထိုင်ဝမ်ကခံနေရတာမြောက်ကိုရီးယားနဲ့ရုရှားကလည်းတည်တိုင်းပဲအမေရိကန်တို့ကိုလည်းမတည်ဘူးအကြံဘူးတကယ်လို့အီရန်ဘက်ကတော့ဂျီကောင်းနေရဝင်းတိုင်းမယ်ဆိုရင်အမေရိကန်ဘက်ကလည်းဂျီမာမိတ်တီနဲ့ဝင်းတိုင်းမယ်ဆိုရင်တော့ကဘာစစ်ကတော့ဖြစ်ပါပြီအဲ့ဒီလေကကဘာစစ်ဖြစ်ပါပြီကျွန်တော်မျိုးဆက်ကတော့ကိုဗစ်တွေရောနိုင်ငံရေးတွေရော ။အခုကျွန်တော်တို့ကတိယကဘာစစ်ခေါ်ကြုံတွေ့ရမယ့်အလားဆန်ကတော့ရှိနေ။ဒါမဲ့ကျွန်တော်အမြင်ကကြည့်မယ်ဆိုရင်တော့တတိယကဘာစစ်ကဖြစ်နိုင်ကြီးကတော့ရှိရောရှိပေမယ့်ကျွန်တော်အချိန်ကမဖြစ်နိုင်ဘူးကဖြစ်နိုင်ဖို့ကနည်းတယ်။ဘာလို့လဲဆိုတော့ကဘာကပောက်ကဲလို့နီးနီးရှိတဲ့ဘုံလုံးနဲ့တူတာမှန်ပြီမဲ့ဒီလိုပဲရှုပ်ဖေးပြီးတော့ပြီးသွားမလို့ထင်တယ်။တတိယကဘာစစ်ဖြစ်မယ်ဆိုရင်တော့ပြည်နိုင်ငံမှခံနိုင်အားရှိမှာပေါ့ဘူး။ နျူကလီးယားလို့ဖျားပြင်းဘုံရရှိတယ်။နောက်ဆုံးမတုံးမှုထောင်းနောက်ဆုံးတိုက်ပွနေတဲ့အချိန်မှာမတုံးမှုထောင်းပြကိုဆုံးကနီးဆိုရင်တော့ကုန်းရောင်နျူပီးယားအင်အားကြီးနိုင်ငံတွေကအနည်းမရှိတယ်။အရှိရတဲ့မှာဆိုရင် SD ကထုတ်ဖို့မပြောရမယ့် SW ရှိတယ်ဗျ။မြောက်ကိုရီးယားတရုတ်အိန္ဒိယပါကစ္စတန်ရုရှားကျွန်တို့တွေဒါပြင်သစ်ခြေဒီဘီစေအမေရိကန်တို့ဒါမျိုးနိုင်ငံတွေအများကြီးရှိရောကျွန်တော်ကဘာစစ်ကဖြစ်တိုင်းမယ်ဆိုရင်နျူကလီးယားကထိုးလေရဖို့တုံးပါပဲ။တုံးရင်တော့ လုံးဝကိုခွားကြီးကရုတ်တုံးပြောက်ွယ်သွားမယ်အနေထားမျိုးဥတည်စားတယ်အထူးပင်တော့ကျွန်တော်လိုမြေစာပင်ဘောလာနိုင်ငံတွေကတော့မတွေ့ရအောင်လေခံရမှာပဲဗျအခုဆိုရင် light ဒီစစ်ကြောင့်မို့ရှင်နာသေးတယ်တတ်သွားတယ်ကဘာကြီးကတရှိနေသားကတော့ကျမ်းမှာရှင်မရှိရဲ့ကဘာလို့ကျွန်တော်ရှင်ညွှန်ကျင်ပါတယ်ဒါတော့ဒီနေ့အစွေးနဲ့အရင်တွေ့လာတာကနေကဘာစစ်တီဥစီနိုင်လားဥတည်နိုင်လားဆိုတာကိုကျွန်တော်တကယ်တက်ဆက်ပေးထားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်